ကရာကျိုးပြောတော့ဂီတာလေးချပြီးတော့ကျွန်တော်ဟိုနောက်စူရံကန်ထဲမှာဂီတာအကျိုးတွေတိတ်ရဆိုဂီတာကျိုးသွားယူနေလို့ရှိသေးတယ်။အိုးဆိုပြီးတော့ထွက်ကြည့်လိုက်တော့ဒီအရှိန်ကြအကုန်ပြိုရပြီ။ကိုထိုင်တဲ့နေရာပါပါဂီတာပါအကုန်လုံးကျိုးချည်ပြီးတော့အဲ့ဘော်ဒီဒီကအင်္ဂလိပ်ဟိုတဲ့နေရာနိုင်ငံကျော်စူရောတူဖြစ်ပြီးဒွန်းဤစနီးဖြစ်သူငလင်းဘေးတန်ကြောင့်ကွယ်လွန်သွားခဲ့ရပြီဖြစ်ပါ रे ။ပရိတ်တကြီးအားလုံးမြင်္ဂလာပါ။တို့ပြီ channel လေးကနေပြန်လဲလို့ကြိုဆိုလိုက်ပါ रे ။ နိုင်ငံကျော်အစိုးရဒွန်းဤဇနီးဖြစ်သူဟာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစေယုံတက်ရောက်နေရမှာယနေ့နေ့လယ်ပိုင်းမှာပဲစိတ်မကောင်းစွာနဲ့ကွယ်လွန်သွားခဲ့ရပြီဖြစ်ကြောင်းခင်မွန်းဖြစ်သူအစိုးရဒွန်းဟာပြောပြလာခဲ့ခြင်းပဲဖြစ်ပါ रे ငလျင်မလှုပ်ခတ်စဉ်ကအစိုးရဒွန်းဟာသူ့စတူဒီယိုခန့်မှာဂီတာတီးနေခဲ့တာဖြစ်ပြီးဂီတာကျိုးပြတ်သွားလို့အပြင်ထွက်ပြီးကျိုးယူစင်မှာပဲလှုပ်ခတ်ခဲ့တာကြောင့် ၎င်းလည်းကန်ကောင်းစွာနဲ့ပဲလွမြောက်ခဲ့တာဖြစ်ပြီးဇနီးဖြစ်သူအတွက်တော့ယဉ်ကျိုးမရဖြစ်ခဲ့ရကြောင်းကိုပြောပြလာခဲ့ခြင်းပဲဖြစ်ပါရယ်နောက်ထပ်လေယခုလိုပဲထူကြတဲ့သတင်းလေးတွေကိုဆက်လက်တင်ဆက်ပေးသွားအောင်မှာဖြစ်လို့ယခုလက်ရှိကြည့်ရှုနေတဲ့ channel လေးကို like and subscribe လေးလုပ်သွားဖို့လည်းမမိနဲ့နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါရယ်